တံပုစိမိဓမ္မံပုစိမိသံဃံပုစိမိပူဇော်ပါရဲ့ရှင်မြတ်ဘုရားကျွန်တော်များပုံနာတော်ပြီးဒီစာရနိုင်ထုံးရန်ကုန်မြို့တော်မှာဆရာထဖေဒမေထမေရှင်ခဏရသာသမီများအားလုံးကိုစိတ်နှဖျားကြမ်းမှချမ်းသာပါစေကြောင်းဥစွာကနမနောက်ခွန်ဆက်တာဆိုတာမြတ်တာပို့တာအပ်ပါတယ်စနေသာသမီခညာ2020ခုနှစ်ဇွန်လ9ရက်စနေသာသမီများဟာ ဝမ်းမြောက်ဝမ်းသာစရာပုံထိုးဖွယ်ထိုးရှင်မြင်ခံရခြင်းတနည်းအားဖြင့်တက်ကြီးဝါကြီးတို့ရဲ့တောင်းခြင်းမင်္ဂလာသရဲစကားဓာတိယာခြင်းတနည်းအားဖြင့်လောက်အောင်ငယ်သားတပဲတို့၏ကာဝရပြုခြင်းလေးစားခြင်းခံရခြင်းကံကောင်းချက်လာကလဖြစ်မဲ့စာတာရှင်တွေဖြစ်နေပါလေတနည်းအားဖြင့်ရိုသေလေးစားခံရတာတနည်းအားဖြင့်ဘုံတို့ဘဲတို့ရှင်းမြောက်ခြင်းခံရတာ တနည်းအားဖြင့်ယာထူးတို့အိုအိမ်နေရာထိုင်ခြင်းအိုကောင်းအိမ်ကောင်းယာကောင်းဝင်တာတနည်းအားဖြင့်လမ်းလွန်ရှင်းလွန်ထားတဲ့ငွေကြေးကိစ္စငွေတုံငွေစားတွေလည်းတနည်းအားဖြင့်လက်ဝက်ကိုရောက်ရှိလာတာလေအကျိုးကျေးဇူးတော့ဖြစ်မယ်ဂယုစိုက်ပေးရမှာကနည်းနည်းလေးအလောတစေကြောင်းပြီးဆုံပြီးတာမျိုးစိတ်ဆုံးပြီးတဲ့ဖြစ်စံမျိုးမှာဖြစ်ရအောင်ဂယုစိုက်ပေးရမယ်တတိထားပေးရမယ်တတိပြုတ်ပေးရမယ်ဇော်လိုင်း၈ရက်နဲ့၁၆ရက် အဲ့ဒီရကလေးရတော့ညံ့တယ်ကျန်တာတလာလုံးနင်းနီဟာစနေသားသမီးများကောင်းချို့ထုတ်ချပြီးအကျိုးပြုနိုင်မယ်ဝမ်းသာဝမ်းမြောက်ကောင်းချို့ထုတ်မယ်တတိယကံကောင်းသောစတာရှင်ပထမကနေလားဒုတိယကကြာပါလေတတိယကဆက်နေစနေသားသမီးများတွင်လည်းစိတ်ချမ်းသာမှုတွေကောင်းချို့ထုတာတွေကြုံရတယ်စုံရတယ်ကံနှိမ့်တာမှာဆိုလို့ရှင်ဘုဒ္ဓဟူးနဲ့တောက်ကြဖြစ်တယ်ပထမကံနှိမ့်တာကဘုဒ္ဓဟူးဒုတိယကံနှိမ့်တာကတောက်ကြဒါစာကရှင်းပြသွားတယ် စနေသားသမီးများတနည်းအားဖြင့်ခယူးဆိုင်ပြရမယ်တတိပြုပြရမယ်ခန္ဓာပိုင်းအောင်တော့အိမ်တော်ကြီးအိမ်တော်ကြီးမှာစိတ်ဝမ်းပွဲတာပွဲမယ်ပွားမယ်စိတ်ခေါ်မှုကြီးကြုံရတတ်တယ်နှလုံးသားကြီးစာတာမှာလမ်းခွဲမယ်ဆိုတဲ့ရှင်ရှင်မြတ်တာကိစ္စတွေကြုံရတတ်တနည်းအားဖြင့်အချစ်သစ်တွေ့တာမျိုးကိုယ့်ထက်သားလို့နာကိုယ့်ထက်ကောင်းမွန်တာကိုယ့်ထက်ကောင်းပါလေဆိုပြီးတော့ယုံကြည်ပြီးလမ်းခွဲတာမျိုးတွေအိမ်တော်ကြီးတနည်းအားဖြင့်ဖောက်လောက်ဖောက်ပြန်တက်တနာမျိုးပါအစား စိတ်အခမ်းအနတဲ့နာစိတ်သဘောထားတိုက်ဆိုင်မှုအားနဲ့ပြည်လာခွဲတဲ့ကိစ္စတွေကြောင့်များတတ်တယ်။ဒါလီတလားဖြစ်နေလို့အိမ်ကောင်းပဲအိမ်ကောင်းရှင်များဟုတ်ခရုစိုက်ပေးဖို့စာလေးနဲ့မြတ်တာရက်ခံပြရစေ။တဏှာဖြစ်ပွဲထိုးကုံထိုးကောင်းချိုးထိုးမယ်စိပါကတတ်မယ်တဏှာဖြစ်အဲစာရေးကရိယာတဏှာအဖြစ်စံစီစေဝါစတိုးဆိုင်ရောင်းကုန်ပစ္စည်းအယောင်တွင်ချက်မယ်ချောင်းနောက်ကောင်းမယ်တတိတုပ္ပယမှာကလည်းလေမိမိ တံပိုးချင်းစီတောက်ပြတာတခုခုခံရတာဖောက်ထွင်းမှုတို့နဲ့ပတ်သက်တဲ့ကိစ္စစိတ်ဝမ်းနှံစရာကိစ္စဖြစ်စဉ်တို့သတိထားရမယ်မိမိမိတ်ဆွေမိမိမိသားစုမိမိဆွေမျိုးသားချင်းမိမိနဲ့ပတ်သက်ဆက်နွယ်သူအချို့တို့အချို့ခံအချို့တဏှာဖြစ်တယောက်နဲ့တယောက်ကောင်းချို့ဆိုးချို့ပေါင်းဆက်စင်မဆောင်ရအလုပ်လုပ်ထားတဲ့သူတွေနဲ့ပတ်သက်တာမိမိနဲ့ပတ်သက်တဲ့ဘာနာမှာသားချင်းစိတ်မကောင်းဝမ်းနှံစရာလည်းဖြစ်ကောင်းဖြစ်ရတတ်တယ်အားဖိတ်ဖိမနိုင်ရင်လန့်ပုံညင်ဆောင်ရပေးရတာမျိုးလဲကြုံရတတ်တယ်လာပြီးတလာဖြစ်နေတယ် နော်အကျိုးပေးကိညာနာမှာဆိုလို့ရှိရင်ပေါင်းကျိုးဖြစ်တဲ့ကိညာနဲ့၃ကိညာနဲ့၅ကိညာနဲ့ခုနှစ်ကိညာနဲ့တို့ပေါင်းကျိုးပေးမယ်ပေါင်းကျိုးထူးခြားမယ်အိမတန်ဖရာတရားနဲ့ပတ်သက်ပြီးတော့တော်တော်လေးကို အားကျုံမတက်ဆောင်ရွက်နေပါမယ်เนาะဆောင်ရွက်ပါမယ်ဆောင်ရွက်နိုင်မယ်เนาะဘုရားတရားကိုပုံပေါ်ပြီးတော့အာယုပြုဆောင်မယ်အရာရာကိုအမှားယုံမတွေ့ရမယ်တရိထားကိုယူဆိုင်ပြီးတော့ဆောင်ရွက်နေတဲ့စံတေသားတည်းဖြစ်နေပါတယ်เนาะခုနလပိုင်းမှာအဆဆရတော့တတိဝရိယနဲ့ဆောင်ရွက်နေတယ်အိမ်တော်ကြီးပြိပခတမီးစာကြီးပြိပခတော့ဇာတာညံပါတယ်เนาะနည်းနည်းလေးလုံခြုံရေးပိုင်းမှာ ဖြစ်စေမိသားဆွေမှာဖြစ်စေတောက်ကြသားတည်းကန္နလသားတည်းနဲ့စိတ်သဘောထားတိုက်ဆိုင်မှုအားနဲ့တတ်ပါတယ်မလိုလားအဖက်နဲ့ အရှိတောင်တောင်အရှိအရက်အရှိတောင်အရှိရက်တို့ကိုတော်လာခြင်းဆောင်ခြင်းပေးပေးပါအယူဆိုင်ပေးပါပြည်တွင်းပြည်ပလေချောင်းခရီးစဉ်ကိစ္စရံများကိုဆောင်ခြင်းပေးပေးပါလို့ဆာမြတ်တော်ရက်ခံပါရစေအေးဆက်ဘတ်ဂျွန်လိုက်လားဖနလာပိုင်းဝါဆိုလာမြတ်ပါကံကောင်းခြင်းလုံငန်းကံညာစိပလာလာပါများအတွက် အောင်မြင်စေလိုခြင်းဖြစ်တဲ့အတွက်ဇာရဲ့မိတ်ဆွေဇာရဲ့ခင်မင်တော်မိတ်ဆွေများမိမိတို့နေအိမ်ကဖြစ်စေ ဖျားစိတ်တည်၌ဖြစ်စေတတလုံးဘဲတံပေါက်ကလူကိုစော်ပေးပေးပါတတလုံးဘဲတံပေါက်ကလူကိုစော်ခြင်းအဖြစ်လုပ်ငန်းကိုင်ရာစီပါလာလာပါဗျအောင်မြင်နိုင်ပါလိမ့်မယ်စိတ်ရေးချမ်းသာကိုယ်ရေးချမ်းသာသွားလန်းတာလို့ဒါလန်းတာရနိုင်ပါစေလို့စနေသားသမီးအားလုံးကိုဆုတောင်းမြတ်တာပို့တာအပါပဲဇာရဲ့ဗေဒင်နဲ့လက္ခဏာဆွေးနွေးဟောပြောတဲ့နေရာလေးစာကတော့ရာကုန်တာကိတာကြောက်တိုင်မှတ်တိုင်ကပိတန်မကကြီးရဲ့ဘေးအေးစေဒီလန့်တဲ့ တိုင်းကပ်ပတ်နေရာနဲ့ကိုမြင်နေထက်ကံမောစပယ်ရဲ့နောက်ကျောင်းမှာဆရာရှိပါတယ်ကံမောစပယ်ရဲ့နောက်မှာမနက်9နာရီမှညနေ9နာရီချိန်နေ့စဉ်နဲ့ည9နာရီသားသမီးကံကြမှာကံစားတာလို့ကိုဆွေးနွေးဟောပြောပေးလေရှိပါတယ်အနန္တရရမပြည့်တွင်ပြပအနန္တရရမပြည်တွင်မိထမင်းရှင်များအားလုံးကိုစိတ်ညပြကျမ်းမာချမ်းသာတော်မူကြပါစေလူရင်းစံတော်များကလုံးတော်ပြည့်ဝလိုက်ပါစေလို့အထူးဆုံးမကဆုတောင်းမြတ်တာဘုရားအပ်ပါတယ်အားလုံးကျမ်းမာချမ်းသာအောင်မြင်နိုင်ကြပါစေလူရင်းစံတော်များကလုံးတော်ပြည့်ဝလိုက်ပါစေ